မင်္ဂလာပါခင်ဗျာဆရာရေပါခင်ဗျာနော်ဇေဘာ2025ခုနှစ်မေလကလစာအတွက်အင်္ဂါသာသမီမိတ်ဆွေတွေအတွက်ခေါ်ကြပေးမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေအင်္ဂါသာသမီတွေဘယ်အကြည့်နေရလဲဆိုတာဆရာကိုမှတ်ပေးပါအောင်ခင်ဗျာအင်္ဂါသာသမီမိတ်ဆွေတွေဒီရက်လက်ရှိဒီ2025ခုနှစ်မေလအတွင်းမှာမိတ်ဆွေတို့အနေနဲ့လက်ရှိမိမိရဲ့စိတ်ထဲမှာ မဖြစ်လာသေးတဲ့ကိစ္စတွေမဖြစ်ပေါ်လာသေးတဲ့ကိစ္စတွေမှာငါဘလို့လုပ်ရင်ကောင်းမလဲဆိုရဲအကောင့်ဘက်မှာစဉ်းစားကြည့်ခေါ်နေပြီးတော့ငါဘယ်ကစတင်ရင်ကောင်းမလဲဆိုပြီးတော့ပြိုလဲခဲ့သမျှအမှားယူခဲ့သမျှကိုအကောင့်ဘက်ကိုရောက်အောင်ဘလို့ကောင်းအောင်ပြုပြင်မလဲဆိုရဲအဲ positive thinking တွေတွေးခေါ်နေတော့ကာလဖြစ်ပါတယ်ဒါမျိုးမိတ်ဆွေတို့အနေနဲ့လက်ရှိမှာမိတ်ဆွေတို့ရဲ့ကံဟာဘာကိုလှုပ်လှုပ်လဲသိကြတယ် drink to can to ဆိုတဲ့အတိုင်းပဲမိမိဖြစ်ရှင်တော့အရာတွေဖြစ်လို့တော့အရာတွေကိုတကယ်ကိုပြည့်မြောက်အောင်ကြိုးစားရင်ကြိုးစားတော့ရောက်မယ် ိုကတဖာလုံးကြိုးစားရင်တရားမကိုရှိကိုရောက်လာတတ်တဲ့ဂိတ်ယေရနာပုံစံကိန်းနဲ့ဆိုင်လာမယ်ဂိတ်သို့မဟုတ်သားရွှေကိုထားရတယ်လို့မိတ်ဆွေတို့ရဲ့ကံဟာအဲကိုကနည်းနည်းလောက်ကြိုးစားအားဆိုင်လိုက်ရင်ကိုတကယ်ကိုရှိတိုးပြီးတော့ကံကောင်းမှုတွေရရှိလာမယ်လားဆိုတာကတော့စုပွဲမရှိပါဘူးခင်ဗျာကျမ်းမာရေးနဲ့ပတ်သက်လာရင်ဥစ္စာပရမအတွင်းများနေတာမျိုးညာအိတ်မပြောတာမျိုးမျက်စိအာယုံကြောင့်နဲ့ပတ်သက်တော့ကျမ်းမာရေးကိုအင်္ဂါသတိတွေတတိပြုစင်ရမယ်အထူးသဖြင့်ငကိုက အစာရင်ရှိတဲ့မိတ်ဆွေများငါကစီးနဲ့ပတ်သက်တာမျိုးအစာရှိတဲ့အရာမျိုးလေးတွေမှာတော့တတိထားဆင်ခြင်ရမယ့်ကာလဖြစ်ပြီးတော့เนาะအပူအဆက်တွေချော့စားပြီးပါငါကအစာရင်စီးနဲ့ပတ်သက်တဲ့အရာလေးတွေမှာရှိရတာတာမန်ထက်တော့ပို့ပြီးတော့ဂယူးဆိုင်ရမယ်ကျန်တာတော့ဘာမှမဖြစ်ဘူးစိုးရိမ်ကြမလို့ပဲနဲ့ချစ်လို့လှောက်ဆောင်ရအာသာကောင်းမှုနဲ့ဒါအပြင်အသက်အားဖြင့်51အထက် အင်္ဂါသာသမိဆွေတွေအနေနဲ့အကျမကြီးနဲ့ပတ်သက်လာတဲ့အခါရှင်းတော့နဲ့ပတ်သက်တာမျိုးဒုက္ခခန္ဓာကိုအောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ထိခိုက်မှုမျိုးတွေနာကျင်မှုမျိုးတွေဖြစ်ရတတ်တဲ့ဂံမျိုးကိုတွေ့ရတတ်တဲ့အတွက်တော့အင်္ဂါသာသမိမိဆွေများလူချင်းမိပါများကိုကတော့ဒါလေးတွေကိုတတိပြုစင်ခြင်းပေးဖို့လိုအပ်ပါတယ်ခင်ဗျာကောင်းပြီဆိုတော့ ငွေကြီးငွေကြီးနဲ့ပတ်သက်လာတဲ့အခါမပြောမိမှာအင်္ဂါသားမိမိတ်ဆွေအလောက်ကိုင်းနဲ့ပတ်သက်လာရင်မိမိတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဖြစ်လို့လဲကိစ္စတွေကိုဦးစီးဦးဆောင်လုပ်ပါဒီကာလာမျိုးဒီကာမျိုးဟာလုပ်ငန်းအကြံစီမံတွေပလန်မှန်တွေကိုချိန်ကိုချထားတင်တော့ကာလာဒါကိုလုပ်ရင်ကောင်းပါကိုလုပ်ရင်အောင်စဉ်းစားမနေနဲ့ဘာဖြစ်ဖြစ်ကိုရှေ့တူဆောင်ရလုံဆောင်မှတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိမဲ့ကာလာဖြစ်ပါတယ်လုပ်ငန်းအသစ်စတင်လုံဆောင်တာမျိုးထပ် လုပ်ငန်းဟောင်းအလုပ်ဟောင်းတွေကိုပြန်လဲပြီးတော့တိုးတက်အောင်ကြိုးစားလှုပ်ဆောင်တာမျိုးအကျိုးပေးပါတယ်စက်ပစ္စည်းရင်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ဒါအပြင်ခရီးသွားဆိုင်ရာကိစ္စတွေအကျိုးပေးပါတယ်နိုင်ငံခြားကိစ္စ passport visa လိမ်ငွေနဲ့ပတ်သက်သောကိစ္စလေးတွေမှာရှေ့တိုးဆောင်ရရင်အားသာခြင်းကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်သောလဖြစ်ပါတယ်ခင်ဗျာအဲထို့အပြင်မိတ်ဆွေတို့အနေနဲ့ မိတ်ဆွေတို့ရဲ့လက်ရှိမှာလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာတဲ့အခါမှာဟိုအခွင့်အလမ်းကောင်းကြီးအလုပ်တက်အလုပ်တက်ပဲဖြစ်ဖြစ်မိတ်ဆွေတို့နေနဲ့အတိမိတ်ဆွေအပေါင်းအသင်းနေရဲ့အကူအညီစထောက်အဆောင်အမကိုရရှိတတ်သောလာဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါတွေကဘာကိုဖြစ်ဖြစ်တော့သိကြတဲ့ဒီကလာမှာအင်္ဂါတွေကပြောရဲဆိုရဲလုပ်ရဲကင်ရဲတဲ့သူတွေအင်္ဂါတွေကခြေရောက်ပြီးတော့အားသာမယ်လာဖြစ်ပါတယ်အချို့ပြီးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါရစေခင်ဗျာအထူးသဖြင့်ဒီလတာအတော်တွေမှာထူးခြားခြားပါပဲအင်္ဂါသသမိအမှုပညာရှင်များ အဆိုအခအရေးအတိပကြီးပခုဗေဒံပေးထားစံကြတဲ့ရုပ်ဆောင်အဆိုအခထင်ပေါ်ကြော်ကြားမှုနဲ့ပတ်သက်တော့လုပ်တဲ့မိတ်ဆွေများဖို့ဒီလာတာတော်တွေမှာတိုးတက်ခြင်းနဲ့အားသာခြင်းတွေတန်တရားရဲ့အထောက်အကူရရှိခြင်းတွေရရှိတတ်တယ်လို့အင်္ဂါအမှုပညာရှင်အလုပ်အသစ်တွေအဆိုရောအဆရှိတဲ့အရာမျိုးလေးတွေမှာတော့အင်္ဂါသာသမီတွေဟာထုံထုံပေါက်ပေါက်နဲ့အခြားသောမိသားစုတွေကိုအောင်မြင်တိုးတက်နိုင်သောလအဖြစ်နေပါတယ်ခင်ဗျာ ဒါပြင်ခရီးသွားဆောင်တာလုပ်ငန်းလေးတွေအကျိုးပေးပါတယ် OH Chamin ဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးပါတယ် OH Chamin နဲ့ပတ်သက်ပြီးတော့ဝယ်တာရောင်းတာပြောင်းတာရွှေ့တာအကျိုးပေးအားသာပါတယ်သို့တော့အိမ်ဆောက်ရာတော့တတိထားဆင်ရရမယ်အိမ်မဆောက်တဲ့တော့ကာတာမျိုးဖြစ်ပါတယ်ကွန်ပျူတာကအဆရှိတဲ့လုပ်ငန်းတွေတန်တော့တဲ့စေဝါအဆရှိတာမျိုးတွေနဲ့ပတ်သက်တော့လုပ်ငန်းတွေခြံထွက်ပုံပစ္စည်းလေးအိမ်ဆိုင်နေမိမိရဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတိုးတက်အောင်လှုပ်ဆောင်လုပ်ရမယ့်မိတ်ဆွေများတကယ်ကိုရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်ဒါပေမဲ့ လောက်ဆောင်ရမတင်လာကတော့ညီအကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာတဲ့အခါဆက်တူလောက်တာမျိုးလေးတွေအားနည်းစီပါတယ်ပြီးတဲ့အခါမိမိဖြစ်လို့တော့ကိစ္စဖြစ်ရှင်တဲ့ကိစ္စလေးတွေကိုပါဇက်ကနေကြိုတင်ဖွင့်ပြောတဲ့လုပ်ငန်းတွေဆိုအဖြတ်အနှောက်တွေအများကြီးပေါ်တက်တဲ့အတွက်ရင်ထဲမှာပဲကြိုတင်ပြီးတော့ဖွင့်မပြောဘဲနဲ့နေပြီးတော့လောက်ဆောင်တာကပုံမအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ အားနည်းစီတဲ့အတွက်မိမိတက်မြောက်ပြီးတော့ပညာရက်ကိုယ်တာအသုံးချပါအတိတ်တင်ယူရာမျိုးလေးတွေဟာစိတ်မပါခြင်းအညာခိုက်ပြီးကြုံရခြင်းနဲ့အစင်မပြေမှုတွေကြုံရတတ်တဲ့အတွက်ကြောင့်လို့တော့ပညာရေးကံဟာအင်္ဂါသတ္တမိတွေအတွက်တော့ဒီလဟာနည်းနည်းလေးသတိပြုစင်နေရအတွက်လိုအပ်သောလားဖြစ်ကြောင်းသက်လောင်းပြောကြလိုက်ပါရစေခင်ဗျာညီကိုမောင်မနဲ့ပတ်သက်ပြီးတော့ တတိဟိုမိဘမောင်နှမတွေနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြအများရတာမျိုးတွေစေတနာတွေဝေဒနာဖြစ်ရတာမျိုးတွေခြုံရတတ်တယ်ဒါကြောင့်မလို့မိဘမောင်နှမကိစ္စဆွေမျိုးသားချင်းကိစ္စလေးတွေမှာဘာလို့ဖြစ်ဖြစ်အမြင်စလို့လောလောလောမဆုံးဖြတ်တဲ့တော့ကာလဖြစ်တယ်လို့စေတနာတွေဝေဒနာဖြစ်ရတတ်တယ်ဥပမာပြောရင်ဒီလိုကိန်းမျိုးဟာမိတ်ဆွေတို့ဖို့ဈာသုံးဈာမဝင်ကောင်းဘူးစေတနာတွေဝေဒနာဖြစ်ရတတ်တယ် အမှုကိစ္စဖြစ်နေသူတွေအမွေကိစ္စဖြစ်နေသူတွေနော်ကိုဝင်တဲ့နဲ့ပတ်သက်ပြီးတော့ဖြစ်စေမိမိအိမ်ပေါ်ထောက်ပို့ပြုပြီးတော့ဈေးရုံတက်တယ်မဲ့သူများဈေးရုံစီကံသွားမယ်ဒီလိုမျိုးကိစ္စလေးတွေမှာဖြစ်စေညီအောင်မတော့လင်းနမများစိတ်ဆိုးပြီးတော့ဆင်းလာတဲ့သူတွေဒီလိုအပူတော့ကမျိုးရှိတဲ့သူတွေအများကြီးလက်ခံရမတင်ဘူးအဲ့ဒီအပူဟာမိတ်ဆွေထံကိုကူးဆက်ပြီးတော့အဲ့ဒီအပူတွေကြံပြီးဂျိုဆိုးဝင်တတ်တဲ့အတွက်ကြောင့်မလို့တော့အင်္ဂါသားသမီးမိတ်ဆွေတွေကဒီအချက်လေးတွေကိုတော့သတိပြုစင်ခြင်းမှာ သူတော်ကောင်းမလုပ်ပါနဲ့အခိုက်အနောက်အပြတ်နောက်လေးတွေကြုံရတတ်တယ်။အင်းကအမျိုးသားများအဖို့ကတော့အရှုံအောင်ကိန်းနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတာမျိုးတွေအရှုံအောင်နဲ့ပတ်သက်ပြီးတော့ဆက်နလို့ဒေါသအလင်းစလို့ဆုံးဖြတ်မိတာမျိုးလေးတွေကြောင့်အဲ အရှုံးအောင်ဖြစ်ရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့ဒီကလေးရောပြည့်ပြတ်အောင်ဆရာနေနဲ့ဒီလာတာတော့ဒီမှာဖြစ်နိုင်ရင်မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့အားရတဲ့ရဲ့ရမှာဖြစ်စီမိမိစန္ဒကလေးရှိတဲ့ရမှာငားလွတ်ပေးတာမျိုးသူမဟုတ်မိတ်မိတ်ဆွေတို့အနေနဲ့အမှုကိစ္စမှုကိစ္စတွေဖြစ်နေရင်ငားလွတ်ပေးတာမျိုးခွေးစာကြွေးတာမျိုးကိုစာကြွေးတာမျိုးငှက်လွတ်ပေးတာမျိုးကြက်လွတ်ပေးတာမျိုးအဆရှိတာလေးတွေလုပ်ပြီးတော့ပါဇက်ကနေလဲစူတောင်းမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကယူပြတဲ့လို့တိမ်ကြရွက်ပေါ်ရေးမတင်ကျင်းစင်ပြောက်သွားမှာအစီအရာမဖြစ်တဲ့ခင်ဗျာ ကောင်းပြီငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအဲမိကြသွားနိုင်စရာမရှိတဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ဘာမှစိုးစိုးဝါးမရှိဘူးဘယ်တော့ပဲခက်ခဲစီကမှုအဆင်မပြေအောင်ခဏပဲပြီးတော့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာဟိုမိတ်ဆွေတို့သတိပြုရမှာစင်ကြရမှာတော့ဆွမ်းနာဆရာပြောတဲ့မိသားစုရေးကိစ္စ လူငွေကိစ္စလေးတွေမှာငွေကုန်ကြီးကြများရတာမျိုးအပေါင်းသင်းမိတ်ဆွေအရင်းချတွေနဲ့ပတ်သက်ပြီးတော့အဲငွေရှိရမျိုးအားနာရမျိုးတွေခါပါတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့အဲလုံလုံကျွန်းကျွန်းစစ်စစ်ဆက်ဆက်ပိန်းဆောင်ထားတဲ့အတကဘာမှစိုးရိမ်စရာမရှိဘူးတို့ဆိုတစ်ချက်တတိထားရပါလိမ့်ရှိတယ်အင်္ဂါလေးဟာဘာကိုဖြစ်ဖြစ်တကုတ်တကဲဆုတ်လာပြီးတော့မှအလောင်းမစားနဲ့ပတ်သက်ရင်ဝုံမနေတိုင်းလေးရင်းနာမျိုးတွေတိကျတဲ့မိတ်ဆွေဘဝပြတ်နာမျိုးတွေဖျက်ထက်တယ်အဲ့တော့ဖြစ်နိုင်ရင်လုပ်ငန်းနိုင်ငံနဲ့ပတ်သက်ရင်တော့ရှိသမျှကိုပုံဩပြီးတော့ လောင်ကြီးထက်ရမတင်တော့လာဖြစ်တယ်တို့တော့စတင်လုပ်လို့ရတယ်ဥပမာပေါ့အဲလိုငွေတစ်ထောင်ရှိတယ်ဆို900ကရင်းလို့ရတယ်ဒါပေမဲ့တစ်ထောင်လုံးရင်းနှီးလိုက်တာမျိုးကမိတ်ဆွေအတွက်ဘလုံးမကိုအဆင်မပြေနိုင်တဲ့ကာလအတိုင်းအတာမျိုးဖြစ်ရတတ်ပါတယ်ယာဟုလုပ်ငန်းကိုင်ကယာဟုလုပ်ငန်းကိုင်နဲ့ပတ်သက်ရင်ယာဟုလုပ်ငန်းကိုင်နဲ့ပတ်သက်ပြီးတော့တိုးတက်ဖို့အတွက်ထပ်လက်ရှိရှိနေတဲ့နေရာမှာပဲဟို မြဲအောင်သို့မဟုတ်အတိုက်ခိုက်ကင်းအောင်ကိုယ့်ကိုကြည်ပြူအောင်ကြိုးစားတာကပိုကောင်းပါလေ။ယာတုမတုံနိုင်ပါဘူး။ယာတုတက်ဖို့အတွက်အားနေပါလေ။သာသမိကိစ္စလေးတွေကြောင့်စိတ်နှဲမောရတာမျိုးလေးတွေသာသမိနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းနဲ့ငယ်ဖြစ်ရတတ်တယ်။သာသမိပညာရေးကိစ္စသို့မဟုတ်သာသမိနဲ့ပတ်သက်တဲ့ထိုးထိုးထိုးတော့အကြောင်းအရာလေးတွေကြောင့်စိတ်ပင်ပန်းတတ်တဲ့အတွက်တော့ဖြစ်နိုင်ရင်သာသမိကိစ္စလေးတွေကြောင့်တော့မိစွေတို့ကိုစိတ်ပန်းလူမပန်းစိတ်မောလူမဖြစ်ရတာမျိုးလေးအတိအကျကိုကြုံရတတ်တယ်။နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအဆောက်အဦးနဲ့ပတ်သက်ပြီးတော့ အဲမိမိတို့အနေနဲ့ကိုယ့်အမိနဲ့စောက်လို့မကောင်းတလို့စောက်လက်စားအစာအုပ်လေးကိုဝယ်တာမျိုးလေးတွေမှာလည်းမိတ်ဆွေတို့ရဲ့ကံကိုထင့်ော့ကြံ့ကြာစေနိုင်တော့လားဖြစ်ကြောင်းနဲ့ပရိပိပံလူကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေစပ္ပစီရင်နဲ့ပတ်သက်လို့အကျိုးပေးပါရယ်စပ္ပစီရင်ဝယ်တာမျိုးလေးလည်းကောင်းတယ်ရောင်းတာလည်းကောင်းတယ်ငွေကြီးနဲ့ပတ်သက်လာရင်လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လည်ရဲဝန်တောင်းဆိုပါရရှိနိုင်တော့ကာလဖြစ်တယ်နိုင်ငံခြားခရီးသွားပတ်စပို့ဗီဇာလုပ်ငန်းလေးတွေမှာတော့ချိန်တိုးဆောင်ရလုဆောင်မှာကံလျရဲ့အထောက်အကူကိုရရှိတတ်တော့လာဖြစ်တယ် လူငယ်တွေအချိန်မှာတော့စိုးရိမ်စရာဘာမှမရှိပါဘူးမိမိချက်တော့မြန်လို့ရသူ့ကိုဖွင့်ပြောပါသမီးစားများအနေနဲ့ကတော့တုံးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေတောင်ပြန်လဲအဆက်အသွယ်ရရှိတာမျိုးမေတ္တာလေးစမ်းတဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပဲသူတွေအေးနေတော့အချိန်ကြီးနေတာပေးကြတဲ့နှွေးထွေးသွားစီမဲ့လာဖြစ်တဲ့အတွက်ကြောင့်တုံးနဲ့တူတယောက်နဲ့တယောက်ညှင်းနေတဲ့လှုပ်ဆောင်ရန်လိုအပ်သောကာလဖြစ်ပါတယ်အိမ်အောင်ရှင်မိတ်ဆွေများဟိုကတော့ကျွန်တော် ပါရမီကိစ္စလေးတွေကြောင်းနေရာထိုင်ခြင်းကိစ္စလေးတွေကြောင်းပြဿနာအခြေအနေဖြစ်ရတာမျိုးဆူဆူဝါးဝါးတော့ဘာမှမရှိဘူးတုံးနဲ့တူတယောက်နဲ့တယောက်စကားရှိတယ်ညှိနှိုင်းပြရတာမျိုးလေးတွေကြောင်းတော့အဲနင်းနေမရရှာနေတော့ဆိုတဲ့အတိုင်းပဲကပောက်တိကပောက်စာလေးတွေတော့ဖြစ်ရတာလည်းကျန်တာဘာမှစိုးရိမ်စရာမရှိဘူးတို့တော့တတိထားမှာမိတ်ဆွေရဲ့မိသားစုအတွင်းကိုမိတ်ဆွေအပေါင်းအသင်းတွေရဲ့ဆန္ဒတွေကဆန္ဒတွေဝင်လာတာမျိုးလေးတွေတို့မဟုတ်လို့ရှိရင်မိတ်ဆွေအပေါင်းမိမိတို့ရဲ့အိမ်တော်ကြီးကြားထဲမှာတူတယောက်ရဲ့ ဟိုလိုစကားတော့တုံးတယောက်ရဲ့အကြောင်းများလေးဆက်ဆက်လာရင်တော့ပြဿနာလေးတွေပေါ်ကတက်တဲ့အတွက်ကြောင့်ဖြစ်နိုင်ရင်ပြီးခဲ့ပြီသားကိစ္စတွေကိုအတိတ်မှာသာထားပြီးတော့ရှင်းတို့ဆောင်ရွက်ပါမဟုတ်လို့ရှိရင်ပြဿနာကတော့ကိစ္စလေးတွေပေါ်ကတက်တော့လာဖြစ်တယ်တို့တော့ဆူဆူဝဝတော့ပါမှမရှိပါဘူးခင်ဗျာကောင်းပြီဒီရတာတော့ဒီမှာအင်္ဂါသာဘိမိတ်ဆွေကြီးအချိုးပေးစီတော့မိသားများအနေနဲ့ဆိုရင်တော့ တင်းငွေတာသမီတင်းငါသာသမီတွေနဲ့တွဲဖက်လို့ရင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အားသာစေပါတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာငါသာသမီတွေကဒီလာတာလို့ဒီမှာရွှေရောင်ခဲရောင်အဲစနာလို့အသားရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့ကံကောင်းစေပါလိမ့်မယ်ခင်ဗျာအကျိုးပေးစေသောအရာဟာတော့ တောင်စုစုရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့အခြေရက်ဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းပုံတွေဝယ်ပုံတွေအယောင်တွေအယောင်ထွက်စီပြီးအယောင်ဝယ်ကောင်းစီရလို့ငါမိတ်ဆွေတို့ရဲ့ပုံပစ္စည်းရောင်းပုံလေးတွေကိုကျွန်တော်နှက်စီပန်း9ပွင့်ကိုနှီးလေးနဲ့စီးပြီးတော့မိမိရဲ့ရောင်းကုန်တွေကိုရိုက်ထိုးတိတွေ့ရိုက်ပုံပြီးတော့ရောင်းထွက်လိုက်ပါဒါဆိုရင်အယောင်ဝယ်ကောင်းသွားပါလိမ့်မယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဟိုမိတ်ဆွေတို့ရဲ့ ဟုတ်လားလုပ်ငန်းဆောင်တာအကျိုးပေးသောနံပါတ်အနေနဲ့အရေးကြီးတာလေးကြံဟုတ်လားအကျိုးပေးသောနံပါတ်အနေနဲ့ဆိုရင်တော့6ကဏန်း2ကဏန်း3ကဏန်းနေတာမိတ်ဆွေတို့ရဲ့အကောင်ကိုကောင်းမွန်အားသာပြီးတိုးတက်နိုင်ပါတယ်သတိထားစီနေရမယ့်အချက်ကလေးတွေကိုဆက်ပေါ်ပြပေးခြင်းပါတယ်အင်္ဂါသသမိမိတ်ဆွေတွေကဒီက9လပိုင်းပြီမှာဆိုလို့ရှိရင်ဘာလို့လုပ်ကြစားပိသသမိကြစားပိသသမိတွေနဲ့တွဲပတ်လောက်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်တယ်လို့အဲကျေလို့အယောင်ထိုင်းထိုင်းတွေဝတ်တာမျိုးလေးတွေအယောင်မေမေဝတ်တာမျိုးအထူးသဖြင့်ပေါ့အဲဆရာတို့ကခဲရောင်းတို့အဲဟိုဆရာတို့က နည်းနည်းအယောင်ဖြစ်ဖြော်လေးတွေဘယ်လိုပြောမလဲဆရာတို့အမြည်ကြီးအောင်လေအဲ့ဒီအယောင်လေးတွေဝတ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေတာမျိုးလေးတွေစိတ်မကြည်မလင်လေးဖြစ်အပ်တတ်ပါလေအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်အဲ့ဒီအယောင်လေးတွေဝတ်ဆင်တဲ့အခါမှာတတိထားပါ မိမိရဲ့လိုရာကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကံကောင်းအတာတိုးတက်စေဖို့အတွက်ဆိုရင်တော့အဲဒီတက်မှာဆိုရင်တော့ဇာတာဟောကိန်းတဲ့အတိုင်းဆိုရင်တော့လေရှင်သွားပါပေါ့နော်ဒီလိုမျိုးပေါ့သူ့မှာလေရှင်သွားတာမျိုးတောက်ခောက်သွားတာမျိုးလုဆောင်ရင်မိတ်ဆွေတို့ရဲ့အချမ်းအောင်တွေกินပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိပါလိမ့်မယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိစေရန်အတွက်ဆိုလို့ရှိရင်ဆက်ဆက်ရရအစဉ်ပြေစီပြီးအောင်မြင်စေရန်အတွက်ရေရရကိုပေါ်ပြပေးပါမယ်အဲရေရရမပြောမိမှာဓာတ်ချက် ဂျားဖြတ်ကြော်ညာလေးဝေပြရစေဇန်ကနာပြည်နေမရှိရင်ခွန်ကိုတုံညာနေကိုတုံညာလေးတစ်ချောင်း7902904110 WhatsApp Telegram မှာဖြတ်ပေးနိုင်လို့ဆရာ TikTok Messenger ကနေလည်းပြည်နေမဟုတ်ကြောင်းနဲ့ဆရာတွေ့တဲ့အတုကြီး TikTok မှာဆရာငယ်ပုံနဲ့နောက်ကအတန်နဲ့သူကနှလုံးတီးနေပေးနေရတယ်၃လုံးနေပေးနေရတယ်ဆရာ၃လုံးနှလုံးတီးဘာမှမသိဘူးဆရာလည်းမထိုးဘူးเนาะအိတ်ထက်ပစံဆိုင်အောင်မဆိုလို့ဆိုတော့ဘောင်းဒီအဲ့တော့မင်းစီတို့အဆက်ဆက်အရာရာဒီလာတာတော်တွေမှာအစင်ပြေအောင်မြင်စေပြီးတိုးတက်စီရန်တို့ကပြုလုပ်ရမယ့်ရေလျာအနေနဲ့ဆိုရင်တော့ဖြစ်ဖြစ်ပဲကံပြားနဲ့ ဒီကံပြတ်ချက်ထဲမှာမုံလုံးကြီးပေါ်29လုံးကိုနော်29လုံးကိုတဲဒါပြီးတော့တောက်ရီတစ်ခွက်တင်ပြီးတော့မိမိအိမ်ကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးမှာလှူဒန်းပြီးတော့ဆူတောင်းလိုက်ရင်ကြံ့ကြာနေတဲ့ငွေလေးမြုပ်နေတဲ့ငွေလေးခက်ခဲနေတဲ့အရာတွေပိတ်နေတဲ့လက်တွေအားလုံးပြန်လဲပွင့်လန်းတိုးတက်လာပါလိမ့်မယ်အဋိဋ္ဌာအနေနဲ့အဋိဋ္ဌာပြုတ်လို့တပဆိုရဲအင်္ဂါသာသမီးမိတ်ဆွေများဖို့ကတော့တမ္မာတံပုတ်တော်ဆိုတော့ပတိကိုတနေ့ကို12ပတ်လုံးနဲ့ စက်နဲ့ရတဲ့ဒီအတိတ်ကံဝင်ပါကအဆဆအဲအောင်လီတိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်အင်္ဂါသာသမီးမိတ်ဆွေအားလုံးယန္တနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတရက်ခုစောင်းကြပါစေကြောင်းဆရာကပြောရင်းနဲ့ဘုဒ္ဓဘုရားအောင်သာသမီးတွေအတွက်လာပါမယ်ခင်ဗျကျေးဇူးတင်ပါတယ်စီးပါ